ါရှင်ကျမချန်နယ်နောက်ဆောင်သတင်းကိုတင်ဆက်ပေးပါမယ်ရေဖြူမျိုးနဲ့ကံပေါက်ချေဆိုင်အမတ်နှစ်ကွန်တောင်းချင်းလင်းတန်ရင်မောက်စမှုရန်ပတ်စင်ရှစ်တန်းတန်းစဲတက်သားတဲ့နှောက်တနတ်တလခရမ်းများနဲ့တူလင်းဝင်တနင်္လာနေ့ရေပြည်မြို့နယ်ကံပေါက်ချေဆိုင်အမတ်နှစ်ကွန်တောင်ချင်းလင်းတန်ရင်မောက်စင်မှုရန်ပတ်စင်ရှစ်ကစင်မှုရန်တက်သားတဲ့နှောက်တနတ်တလယူဆောင်လာပြီးလင်းဝင်ခဲ့ကြောင်းလောင်းလုံးပန်စူလာ 4LPF မှာတရင်နဲ့ပြန်ကြိုက်တောင်းခံလီယိုကပြောပါရတယ်။ မေလာ၄ရက်နေ့ရေပြုံမြို့နယ်ကံပေါင်ချေဆိုင်အမနစ်ခွန်တောင်ချင်းလင်တက်ရင်မှာစစ်မှုထမ်းပတ်စင်ရှေ့တင်နန်းစင်တက်တာတင်ရန်ရှင်းတဲ့သူရောင်းဝင်းတို့နောက်ကတနတ်တက်လက်ယူဆောင်လာပြီးဒေါနာတက်ရင်ချင်းမွေးတက်ခွဲခုနှစ် NDF တန်ကတို့လက်နက်ကြောင်လေးဝင်ခဲ့ကြောင်သိရပါတယ်။ ထို့သောလင်းဝင်းရောက်လာတဲ့စစ်မှုထမ်းတပ်သားတင်ရန်ရှင်နဲ့သူရဝင်းတို့က MV1 တလက်ခြေပေါင်းနှစ်ပေါင်းကြီးနေရာတောင်းတို့ကိုယူဆောင်လာခဲ့ကြောင်းအလင်းဝင်းရောက်လာသူစစ်မှုထမ်းတပ်သားတင်နှောင်းကိုဂုံပြူစုံွယ်ရေးချင်းမြင်ထားကြောင်းသိရပါတယ်။အလင်းဝင်းရောက်လာသူနောက်ကစစ်မှုထမ်းတပ်သားအစ်တွေပါတယောက်ကရေဖြူမြို့နယ်ကံပေါင်းကတယောက်ကမြိတ်ကပါလင်းဝင်းရောက်လာသူနောက်ကအပတ်စဉ်ရှစ်ကနှောင်းလုံးပေါ်တာဆွဲခံရပြီးတော့စစ်တဲ့အတဲ့ခံရတာရှန်ရှင်းဆိုတာကတယောက်ကအထိုင်းကပြန်ပို့တာပါ။တယောက်ကတော့ပကိုးမှာစစ်မှုထမ်းပြေဖန်းခံရတယ်။ စစ်မှုထမ်းတင်တန်းကိုမိမ့်မှာတက်ရတယ်လို့ပြောပါတယ်။ဘလို့ပုံစံချိတ်ဆက်ဝင်ရောက်လာလဲဆိုတာကိုတော့အရှိတော်မှာတိုက်ပွဲဖြစ်တော့ထွက်ပြေးလာတာပါ။အလင်းဝင်လာတဲ့သူနောက်ကိုတနက်ပါလာတဲ့သူကိုဂုံပြူစွန်ဝင်သိန်း၄၀ချီမြင်ပါတယ်။တနက်မပါလာတဲ့သူကိုဂုံပြူစွန်ဝင်ဆယ်သိန်းချီမြင်ထားပါတယ်။စက္ကန်းမှာထိန်းသိမ်းထားပါတယ်လူမြောက်နေမြေသွားခြင်းနဲ့ပြောလို့တေချာစီစဉ်ပေးနေပါတယ်။အလင်းဝင်ကျင်တဲ့သူတွေကိုအမြဲကြိုဆိုနေကြောင်းလို့လောင်လုံးပန်ဆူလာ4 NPF မှာတရင်ပြင်ပြင်ကြားရေးတာဝန်ခံလီယိုကပြောဆိုထားပါတယ်။ဆက်လက်ပြီးတင်ဆက်ပေးမှာကတော့ မေလစကန်သိန်းတိုက်ပွဲမှာစစ်ကောင်စီတပ်ဖွဲ့ဝင်အလုံးထွက်ပြေထိုင်းမြန်မာနယ်စပ်ကင်းပြည်နယ်လိုင်းပွဲမြို့နယ်ရှိစစ်ကောင်စီတပ်မော်ကွီစကန်ကို KNL ပူပေါင်းတပ်ဖွဲ့ကအပိသက်ရှင်နေသိမ်းပိုင်နိုင်ခဲ့ပြီးစကန်သိန်းတိုက်ပွဲတွင်မှာစစ်ကောင်စီတပ်သားထွက်ပြေးသွားခဲ့တယ်လို့နယ်စပ်သတင်းမြစ်တင်ကပြောပါရယ်ထိုင်းမြန်မာနယ်စပ်နာတောင်မြစ်ကံပေးမှာရှိရဲမော်ကွီလိုစစ်ကောင်စီစကန်ကိုမေလ19ရက်မနက်ပိုင်းမှာကင်းမျိုးသားလူမျိုးရေးတပ်တော် KNL တပ်မှခုနှစ်ကင်းမျိုးသားကာကွယ်ရေးတပ်ကန်ဒီတို့ကစတင်ထုတ်စစ်ဆင်တိုက်ခိုက်ခဲ့တာဖြစ်ပါရယ် မော်ကွီလူစကန်တိုက်တိုက်ပွဲစတင်စနေပြီတရက်ကြာမေလ16ရက်နေ့မနက်ကြောင်နိုင်အချိန်မှာစကန်တစ်ခုလုံးကို KNL KNDO တပ်ဖွဲ့ကပြီးသက်ရှင်နေသိမ့်ပိုင်နိုင်ခဲ့ပြီးစစ်လက်နက်ခဲရဲအနေနဲ့စေတုံစပစ္စည်းတွေအများပြားကိုတင်စီရရှိခဲ့လို့နေဆက်သတင်းမြစ်တွေကဆိုပါတယ် ဆက်ကဆုတ်တော်တပြေးသွားခဲ့ကြတဲ့အတွက်စစ်ကောင်စီတပ်ဖွဲ့တွေကို KNL နဲ့ KNDO တပ်ဖွဲ့ကလိုက်လံရှင်းလင်းလှုပ်ဆောင်နေပြီးအဲဒီတိုက်ပွဲအကြောင်းတိုင်းစစ်တပ်ကနေဆက်ဒေသလုံးကျွင်ကိုမျက်ရှင်မပြတ်စောင့်ကြည့်မှုတွေလှုပ်ဆောင်နေလို့သိရပါတယ်။စစ်ကောင်စီတပ်ဟာမော်ကွီးလူစကန်တိုက်ပွဲခံရတဲ့အတွက်မေလ၁၆နေ့မနက်ပိုင်းမှာလင်းနဲ့လာရောက်ပုံစံတိုက်ခိုက်တာတွေလှုပ်ဆောင်နေပြီးတိုက်ပွဲကြောင့်ဒေသခံရက်သား၄00ကျော်အထိုင်းဘက်ကိုရောက်ရှိခိုးလုံနေတဲ့အတွက်တိုင်းစစ်တပ်ကလက်ခံဆောင်ရှာကူညီပေးထားတယ်လို့ထိုင်းနယ်စပ်သတင်းမြစ်တွေကပေါ်ပြပါဗျာ။ KNU ဖန် KI တက်မှာခုနှစ်နှစ်မြေပိုင်ကြုံမြို့နယ်ထဲမှာစစ်ကောင်စီတပ်စခန်းတွေကိုပြီးခဲ့ န်မတ်လပိုင်းကစားက KNN နဲ့ KNDO တပ်ဖွဲ့ကထိုးစစ်ဆင်မှုလောက်ဆောင်ခဲ့ရာပူလူတူတခေါ်ပီကီမော်ဖာတူတာလင်ဆိုင်စကန်းကြီးတစ်ခုပြီးတစ်ခုဇက်ကတိုက်တင်ပါရရှိခဲ့ပြီးအခုအခါမှာစကန်းကိုထပ်မံတင်ပါရရှိခဲ့တာပါအဲ့ဒီနေမြေထဲမှာတော့ဒေါနာတောင်တန်းပေါ်တရားတောင်ထိတ်ကနော်တရာစကန်နဲ့ မော်ဖိုးကေစကန်တို့ကြန့်ရှိနေသေးပြီးကြန့်ရှိတဲ့စကန်နှစ်ခုကိုတော့ KNN နဲ့ KNDO တပ်ဖွဲ့အနေနဲ့ဆက်လက်ထိုးစစ်ဆင်သွားမှာဖြစ်တယ်လို့စေတရမြေတွေကတုံ့ပြန်ပါတယ်။ KNU တပ်မှခုနှစ်နဲ့မြေတိုင်းနဲ့စန္ဒာကစကန်သိန်းတိုက်ပွဲအခြေအနေနဲ့တပ်မှကြောင့်နဲ့မြေကော့ဂရိတ်ဂျုံတို့မျိုးကတိုက်ပွဲအခြေအနေအကြောင်းစစ်ကောင်စီတဟာ KNP နဲ့မျိုးတော့ဖမ်းမျိုးပေါ်မှာခန်းစစ်ပြင်ဆင်မှုတွေလုံခြုံရေးတင်းကျပ်တာတွေပြင်စစ်တင်ပေါ်ရချတာပြီးကင်းကြောင်စောင့်ကြည့်ရတာတွေလုပ်နေပါတယ်။နောက်ဆက်အောင်ပေးကြတဲ့ဒူဝင်ကျေးဇူးတင်ရှိပါရှင်။